ဒီကနေ့မေလ21ရက်နေ့မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါပိုးကူးစက်ခံထားရသူလူနာသစ်တအူးတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တအူးကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကမေလ20ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်ရန်ကုန်မြို့လှိုင်မြို့နယ်မှာနေထိုင်သူတအူးစီမှာကိုဗစ် -19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကိုဗစ် -19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီးမေလ17ရက်ည8:00နာရီကနေမေလ18ရက်ည8:00နာရီအထိရက်သက်တပတ်အတွင်းတက်ခွဲနမူနာစုစုပေါင်း2462ခုအားစစ်ဆေးပြီးစီးခဲ့ရောကိုဗစ် -19 ရောဂါတက်ခွဲအတိပြုလူနာသစ်တအူတွေ့ရှိခဲ့တာလို့ဆိုပါတယ်ကိုဗစ်ရောဂါပိုးတွေ့ရှိမှုရာဂိုင်းနှုန်းဟာ3.3-3.4ရာဂိုင်းနှုန်းဖြစ်ပြီးအစီရင်ခံကာလအတွင်းကိုဗစ် -19 ရောဂါနဲ့သေဆုံးသူတော့မရှိသေးဘူးလို့လည်းသိရပါဗျာ။ ိုဗစ် -19 ကပ်ရောဂါကူးစက်မှုရောဂါအသစ်တွေအာရှတလွားမှာအထူးသဖြင့်တရုတ်ဟောင်ကောင်ထိုင်းနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့မှာဖြစ်ပွားမှုမြင့်တက်နေတာဖြစ်ပြီးကိုဗစ် -19 ကူးစက်မှုအခြေအနေကိုမလေးရှားကျန်းမာရေးဝန်ကြီးဌာနကလည်းအနီးကပ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံမှာတော့2025ခုနှစ်မှာကိုဗစ် -19 ကူးစက်မှုတိတိတသားမြင့်တက်လာခဲ့ပြီးဇန်နဝါရီလ1ရက်နေ့ကနေမေလ16ရက်နေ့အတွင်းကူးစက်ခံရသူ9148ယောက်နဲ့သေဆုံးသူ24ယောက်ထိရှိလာတယ်လို့ကျန်းမာရေးအာဏာပိုင်တွေကဆိုပါတယ်။ ထိုင်းနိုင်ငံမှာမိုးရာသီစတင်ချိန်စတင်နှစ်သစ်မှာကျောင်းတွေပြန်ဖွင့်တာနဲ့မကြသေးမီကတကြံပွဲတော်မှာလူစုလူဝေးတွေဖြစ်တာနဲ့ခရီးသွားလာမှုများတာတွေအပါအဝင် အကြောင်းအချက်အများကြီးကြောင့်ကူးစက်ခံရသူဥယေတိုးလာတာဖြစ်တယ်လို့ယောဂထိန်ချုပ်ရေးဦးစီးဌာနကသတ်မှတ်ထားပါတယ်ဒီအခြေအနေတွေကအထူးသဖြင့်အသက်မွေးကင်းစားကနေ၄နှစ်သားကလေးတွေနဲ့အသက်20ကနေ39နှစ်ကြားအရွယ်ရောက်ပြီးသူတွေမှာဗိုင်းရပ်စ်ကူးစက်မှုအရှိန်မြင့်နေတယ်လို့လည်းသိရပါဗျ။ ကူးစက်မြန် Omicron XEC လို့ခေါ်တဲ့ Omicron ကိုဗစ်ရဲ့မျိုးကွဲတစ်မျိုးကြောင့်လက်ရှိအိန္ဒိယချင်းထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံမှာကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာနေသလိုဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတွေမှာလည်းကိုဗစ်ရောဂါဖြစ်ပွားမှုတိုးလာတယ်လို့နိုင်ငံတကာသတင်းတွေမှာပြောပြထားတာလည်းဖြစ်ပါတယ်။